လို့ချရတယ် BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November 12ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့တို့တောင်းမှကြည့်ကြမှာဖြစ်ပါတယ်အခုတင်ဆက်တဲ့အချိန်ပါပဲငယ်တော်တော်ကြီးတော့တောက်ကြနေပါတော့ဒါပေမဲ့လည်းဒီညမှာသတင်းတူသတင်းကောင်းတွေရှိနေပါတော့ Breaking News တွေရှိတဲ့အတွက်တင်ဆက်ချင်ဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်ဗာသတင်းကောင်းလည်းတောက်ကြည့်လာတော့ ဒီညမှာ breaking news အနေနဲ့တက်လာတော့ကမ်ဘလူမှာခင်ဦးဘက်သို့စစ်ကြောင်းထုတ်လာတဲ့အင်အား100 100ကျော်ပါတက်မ33တက်ကိုတိုက်ခိုက်မှုစစ်ကြောင်းစုဖွဲ့မှုပြတ်ပြီးစစ်ကြောင်းမှုအပါဝင်စစ်သား90ဦးမျိုးစာဖြစ်သွားတယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်စစ်တုံးမှာ15ဦးနဲ့လက်နက်ခဲများမှာရရှိသွားတယ်လို့သတင်းရရှိပါတယ်နော် ဒီနေ့နိုဝင်ဘာလ2ရက်နေ့နနက်8:00နာရီမိနစ်50အချိန်မှာကမ်ပလူမြို့နယ်ဝက်တိုးကျွာစစ်တပ်အထိုင်စခန်းမှာခင်ဦးမြို့နယ်ဘက်သို့အင်အား100ဦးဖြင့်စစ်ကြောင်းထိုးလာသောတမ33လောက်ခန့်ခလာရ131စစ်ကြောင်းကိုကမ်ပလူမြို့နယ်ရင်းတိုက်ရွာနီးမှာတော်လိုင်းတပ်တွေကဝိုင်းဝန်းတိုက်ခတ်ခဲ့ကြောင်းတိုက်ပွဲမှာနနက်7:45မိနစ်အချိန်ထိကြာမြင့်ခဲ့ပြီးစစ်တပ်ဘက်မှစစ်ကြောင်းမှုအပောင်းဝင်90မျိုးစာဖြုတ်ခဲ့ပြီးတော့စစ်တုံးပန်း15ဦးကိုလက်နက်ခဲယမ်းများနဲ့တူဖမ်းဆီးရမိကြောင်းသိရှိရပါတယ်တဲ့။တင်းစင်းရမိတဲ့လက်နက်တွေကတော့ MA1 နှစ်လက် MA3 နှစ်လက် MA4 တလက် G3 ခုနှစ်လက် MA6 တလက် MAN တလက်ကာပိုင်၅လက်စလီယာတလက်၄လက်ဒရုန်းတစ်စင်းဂျမ်ဘာအကြီးတစ်လုံး power station တစ်လုံး laptop တစ်လုံး၄၀မမဘုံသီးတစ်လုံးအီနာက၃လုံးတို့ကိုသိစေရမိခင်ကြောင့်တင်ရရှိပါတယ်ခင်ဗျာအဲ့တော့အကြတဲ့အတိုင်းပေါ့နော်ဒီညမှာတော့တကယ်ပဲသတင်းကောင်းတွေရှိနေတာဖြစ်ပါတယ်အဲ့တော့အချမ်းမစစ်ကောင်စီရဲ့ဒီစစ်ကြောင်းတော်တော်များများပေါ့နော် ရောက်90တခါလေးမြေရောစာဖြစ်သွားတဲ့သတင်းပဲဖြစ်ပါတယ်နော် ောက်ထပ်သတင်းကတော့ဆရာနာရှင်ချုပ်ငေးအောင်မြန်မာလက်နက်ကိုင် တပ်ဖွဲ့တွေအားလုံးစုပေါင်းတော်လှန်ကြဖို့ KIA ကတိုက်တွန်းလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။လက်ရှိမှာ KIA ကမြန်မာနိုင်ငံမြောက်ပိုင်းမှာ NUG အစိုးရအတွက်အရေးကြီးတဲ့ခန်းကဏ္ဍနဲ့ပါဝင်လှုပ်ရှားနေပြီးစစ်အုပ်စုရဲ့တက်စကန်တွေနဲ့ဗျူဟာကုန်း90ကျော်ပေါ်ဝင်ကချင်အထူးဒေသမြို့နယ်အားလုံးကိုအပိတက်တက်ခတ်သိမ်းပိုက်ပြီးအဲ့ဒီဒေသကိုဖျက်သိမ်းနိုင်တဲ့အထိအောင်မြင်မှုတွေရယူထားနိုင်တယ်လို့သိရပါတယ်နော်။အဲ့တော့ကြားတဲ့အတိုင်းပဲဒီအားလုံးစုပေါင်းတော်လှန်ဖို့ KIA ကနှိုးဆော်လိုက်တာဖြစ်ပြီးတော့ NUG ရဲ့အရေးကြီးတဲ့ကဏ္ဍတွေမှာလည်း KIA KIA ကပေါ့နော်ပါဝင်စစ်စစ်ပွဲတွေဆင်နွှဲနေတယ်ပါဝင်လှုပ်ရှားနေတယ်ဆိုတော့တွေ့ရပါတယ်။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ကော်မရှင်ကပြည်သူများသပိတ်မောက်မှုကိုတံပြန်ရန်ရည်ရွယ်၍နိုင်ငံရေးအချင်းကြားခဲ့မှုသည့်နာမည်ကျော်များကိုရွေးကောက်ပွဲဝါဒဖြန့်ရုပ်သံတွေထုတ်သုံးလာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့အားလုံးသိတိုင်းပဲခုတစ်ခေါက်မှာတော့ဂျပန်စစ်ကောင်စီကအရင်ဘောမတွေတိတ်မသုံးတော့ဘူးနော်။ဟိုအရင်တော့ဆိုဘောမတိရောက်ဆောင်နေရှိတဲ့ယုံလေးတို့ဒီ ခန့်စီတူတို့ပေါ့နော်ရန်အောင်တို့အများကြီးရှိတယ်ဒီဘောမှအမှုပြင်ရှင်တို့မသုံးတော့ဘဲနဲ့တကက်အစ်စ်တွေပေါ့နော်လက်သုံးချောင်းထောင်ခဲ့တဲ့သူတွေကိုပဲရွေးပြီးသုံးသွားတာတွေ့ရတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ချမ်ပစစ်ကောင်စီကကျွန်တော်တို့ဒီတော်လိုင်းဖက် channel မှာဘယ်လိုမျိုးလဲရှုပ်ထွေးသွားအောင်လုပ်တာအနေထားလို့လည်းတွေ့ရတယ်ပေါ့နော် အဲ့ဒီမှာအဲ့ဒီရဲ့ဒီတူမီယာရှင်တွေကိုဒီလိုမျိုးဖိအားပေးရတယ်ပတ်သက်ပြီးတော့ဗောနော်စစ်တပ်ဖိအားပေးလို့ရိုက်ရတယ်ဆိုတော့ကိစ္စကိုအရင်ပြောရမယ်ဗောတဲ့စစ်တပ်ကဖမ်းမှာစီးမှာမဟုတ်လို့ရိုက်ရတယ်ဆိုတော့ပုံစံဖြစ်အောင်စစ်တပ်ကပဲဖန်တီးထားတယ်ဆိုတာမြင်ကြဖို့လိုတယ်တဲ့စစ်တပ်ကဖိအားမပေးဘဲရိုက်ချင်လို့ကိုဝင်ရိုက်ပေးတဲ့သူတွေလည်းရှိနေမှာပဲတဲ့ဆိုတော့ BC တပိတ်မောက်ဆက်ရှိတာဆက်ပြီး BC လောက်ကြမယ်တဲ့ဘယ်သူပဲဘလို့ရက်တိချက်ဆိုတာအချိန်တိုင်ဖြေထွက်လာကြမှာပဲဗျာဟုတ်ဘွိုက်ကော့ကိစ္စရဲ့များကိုဒီဇိုင်းမမတိုက်တော့တဲ့ FNCC ကပြောထားတယ်လို့သိရပါတော့အဲ့တော့ဘလို့ပဲဘွိုက်ကော့လို့ ကျွန်တော်တို့တော်လန်ဖက်ချဲမှာရက်တည်ရလူတွေကလည်းဘွိုက်ကော့လုပ်ရင်လည်းသူတို့ကနားလည်ပြီးမှသိကြတယ်เนาะဘာဖြစ်လို့လဲဆိုတော့ဒါအချမ်းပဲစစ်ကောင်စီကဒီလိုလုပ်ရင်ကျွန်တော်ဘွိုက်ကော့မလုပ်လို့မရဘူးเนาะအဲ့တော့ဘွိုက်ကော့လုပ်လို့သူတို့အတွက်အရန်ကြီးဟိုအသက်အတရကိုအသက်ရနေရန်ရှာလဲမဟုတ်ဘူးလေเนาะအဲ့တော့ဘွိုက်ကော့ကိုလုပ်ကုန်တော့မှာတော့ဒါကျွန်တော်တော်လန်ဖက်လုပ်ကုန်တော့မှာဖြစ်တယ်ဘွိုက်ကော့လုပ်တာကိုလည်းတကယ်ဒီတော်လန်ဖက်ချဲမှာနားလေတဲ့သူပေါ့နော်တကယ်အချမ်းမစစ်ကောင်စီမလိုလားတဲ့သူဆိုရင်တော့ဒါသူတို့ကနားလေပေးနိုင်မှာပေါ့နော်ဒါကိုလည်းသုံးသပ်ပေးထားဖြစ်ပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်မှုထမ်းဥပဒေဖြင့်အထမခေါ်ယူထားသူများကိုရာထူးအဆင့်တိုးပိတ်က9နှစ်အထိစစ်မှုထမ်းရဲ့စစ်ကော်မရှင်ကစီးယုံနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့အချမ်းမဲ့စစ်ကောင်စီကပထမတော့2နှစ်လို့ပြောတယ်ပေါ့နော်။အခုဒီအမတ်စင်1နှစ်3လေးမှာကြံသေးတဲ့လူတွေပေါ့နော်။ကြံခဲ့တဲ့လူတွေအနေချင်းလေးတွေကိုသူကစပြီးမှရာထူးတိုးပိတ်မယ်။နောက်ထပ်9နှစ်နေပါဆိုပြီးမှဒီလိုမျိုးကစီးယုံနေတာကိုတွေ့ရပါတယ်နော်။အဲ့တော့အချမ်းမဲ့စစ်ကောင်စီကတော့လုံးဝကတိမတီတာတော့သိကြတယ်။စကလေးကလည်းပြည်သူတွေကဒီတော်လိုင်းဖက်ချန်တွေက သုံးသက်ပြီးသားပါเนาะနှစ်နှစ်တော့ဘလို့မှမဖြစ်နိုင်ဘူးပါသွားရင်တော့တေးတာနဲ့ဒီတသက်လုံးစစ်မှုထားရမယ်ဆိုတော့တေးကြရအောင်เนาะဘာလို့ဆိုတော့တကယ်စစ်သားတွေတောင်မှထွက်ချင်တဲ့ထွက်လို့မရတဲ့ဟာအောင်เนาะ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြည်ဦးလေမြို့လေကောင်မှာရှိတဲ့ရွှေဆိုင်ဓမြတိုက်ခိုင်ရမှုတွင်လုံခြုံရေးဝန်ထမ်းတအူးတည်ဆုံပြီးတော့ဆုံးရှုံးမှုတံမိုးတွေကိုရေးတွက်နေစေလို့သိရပါတယ်เนาะအဲ့တော့ဒီဗီဒီယိုဖိုင်ကိုလည်းအားလုံးတွေ့ပြီးထင်ပါတယ်เนาะအဲ့တော့ဘန်လီလာရှိုးပြည်တော်စုလမ်းမကြီးကမောဆာဘန်ကွဲအမှတ်နှစ်နိုင်စဉ်အနီးအောင်မှာရှိတဲ့အောင်စပယ်ရွှေဆိုင်ကိုအမျိုးသားဓမြတအူးကဝင်ရောက်တိုက်ခိုက်ရာတွင်အမျိုးသမီးတအူးထိခိုက်ကလုံခြုံရေးအမျိုးသားတအူးတည်ဆုံသောကြောင့်မြို့ခံများမှသိရလို့သိရပါတယ်เนาะအဲ့တော့ဓမြနှစ်ယောက်ကဝင်ပြီးဓမြတိုက်တဲ့အချိန်မှာအသက်50ကျော်လုံခြုံရေးဦးလေးကဝင်ပြီးလုံရင်းနေပေါ့เนาะအပြစ်ခံလိုက်ရပေါ့เนาะအမှတ်တည်ဆုံသွားတယ်အဲ့ဒီမှာချီးကျူးစရာကောင်း နာအမျိုးသမီးတွေပေါ့နော်အမျိုးသမီးတွေကမရမကဝင်ဆွဲတာပေါ့နော်အဲ့ဒီဆိုင်ဝင်ထမ်းအမျိုးသမီးထင်ပါတယ်နော်အင်ဂျီအမဲလားအပြာလားမသိဘူးဆွဲရပြီးတော့သူဆွဲလို့လဲဖမ်းမိသွားတာပေါ့နော်ဆိုင်ကယ်ဘောတက်တဲ့အချိန်မှာအရှိရနေအန်တီတယောက်ကဒီကြက်ဦး ကတ်တွေနဲ့ပေါ့နော်လမ်းပေါက်ပြီးမှဆိုင်ကယ်ကိုတားဆီးလိုက်တယ်ပေါ့နော်တားဆီးတဲ့အချိန်မှာခဏကြည့်ရတော့တဲ့အချိန်မှာဘေးမှာရှိတဲ့အမျိုးသမီးတွေဝိုင်းပြီးဆွဲတာနဲ့မိသွားတာပေါ့နော်ဒီလူဒီဒီတယောက်ဖမ်းမိသွားတယ်ပေါ့တယောက်ကလည်းလွတ်သွားလို့ကြားတယ်ပေါ့နော်အဲဖမ်းမိသွားတဲ့တယောက်ကိုဖမ်းတဲ့ထဲမှာဆိုရင်ဒီအမျိုးသမီးတွေတက်သိရှိမှုပေါ့နော် တကယ်ပဲမြင်ရတာဖြစ်တယ်မြန်မာမြန်မာပေါ့နော်တကယ်ဒီလူမျိုးအမျိုးသမီးတွေအများကြီးရှိသေးတယ်ပေါ့နော်အဲ့တော့ဒီတချို့တွေဆိုသုံးသက်နေကြပေါ့နော်အမျိုးသားတွေပဲဆိုရင်တော့ကြောင်ပြီးမှပြတ်သွားပေါ့နော်အခုအမျိုးသမီးကမရမှာကောက်ကိုဆွဲထားတာနော် ်ဒီဝင်တဲ့အမျိုးသမီးဆိုလည်းမင်းကမကလိုက်ဆွဲတယ်ပေါ့နော်အဲ့လိုဆွဲလို့လည်းမိသွားတာဖြစ်ပါတယ်အဲ့တော့အခုချိန်မှာဆိုရင်တော့ချမ်းမစစ်ကောင်စီကသူတို့ခေါ်သွားတယ်ပေါ့နော်အဲ့တော့ပြည်သူတွေအားလုံးကတုံးသက်တယ်ဒီတပြားတိုက်တဲ့ကောင်တွေကပြည်စော်တိတွေဖြစ်ရမယ်လို့တုံးသက်ထားတယ်ပေါ့နော်အဲ့တော့မင်းအောင်လိုက်ဒီချမ်းမစစ်ကောင်စီလက်ထက်ရောက်သွားတယ်ဆိုတော့သူတို့ဘယ်လိုမျိုးပြန်ပြီးတော့ကြီးနိုင်ပြီးတော့လွတ်ပလဲတော့မသိဘူးပေါ့နော်သိကြတာကတော့ဒီတော်လိုင်းကြီးဖတ်ချတဲ့ကလောမဟုတ်ဘူးပေါ့နော်ပြည်စော်တိတွေလောက်တယ်ဆိုတော့ကျွန်တော်တို့ခံမှန်းလို့ရနေပါပြီနော် ကဲကျွန်တော်ပထမဆုံးကြည့်ရမယ့်သတင်းဗီဒီယိုတစ်ပုဒ်ကတော့အချမ်းပတ်စစ်ကောင်စီစစ်တပ်ထဲမှာအသက်မပြည့်သေးတဲ့သူတွေပါဝင်နေတယ်လို့ AA ကထုတ်ပြန်ထားတဲ့သတင်းလေးဒါတော့ကြည့်အောင်နော်စစ်တော် AA ထံလက်နက်ချသူတွေနဲ့ဖမ်းဆီးရမိသူစစ်ကော်မရှင်တပ်ဖွဲ့ဝင်80တဦးနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်မှာစစ်မှုထမ်းတပ်တွေတဲ့အသက်မပြည့်သေးတဲ့သူတွေပါဝင်နေကြောင်းကိုပါဖော်ထုတ်ပြောဆိုလိုက်ပါတယ် AA ထံအလင်းဝင်လာသူတွေနဲ့ဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ2025ခုနှစ်အတွင်းစစ်ကောင်စီတပ်ရဲ့ အတင်းအာရမစွန့်ဝထံပေါ်တာဆွေးချင်းခံရတဲ့စစ်တင်နန်းစင်စစ်သားတက်တွေဖြစ်ကြပါတယ်။သူတို့ထဲမှာအချို့ဟာအသက် session နဲ့မပြည့်သေးတဲ့သူတွေဖြစ်ကြပြီးတချို့ဆိုရင်အထက်တန်းကြောင်တက်နေကြတဲ့ចောင်းသားတွေဖြစ်တယ်လို့လည်း A ကဆိုပါတယ်။ပြီးခဲ့တဲ့ November လ10ရက်ကနေ10ရက်နေ့အတွင်းကပ္ပစာ16နဲ့လေတာတောင်အနီးတိုက်ပွဲတွေကနေစွစ်စုပေါင်း30အထိရရှိခဲ့ပါတယ်။အဲ့ဒီအထက်မှာခမရ361 363 367တက်ရင်တွေကတက်ပြဲအလံဖြူထောင်သူနဲ့လက်ရဖမ်းမိသူတွေပါဝင်ပါတယ်။ဒါအပြင်အော်တိုဘားလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်အတွင်းတာပေါင်းနဲ့လင်းမျက်နှာမြို့နယ်ပတ်ဝန်းကျင်တိုက်ပွဲတွေကနေထွက်ပြေးလာသူနဲ့လက်နက်ချသူ40ဦးကျော်အထိရှိခဲ့လို့ဆိုပါတယ်။နိုဝင်ဘာလ10ရက်နေ့ကလည်းနေရီကန်ဖြူဟာကုန်းကနေဒုတက်ကျက်မျိုးမင်းထွန်းဆိုသူတဦးဟာအေထံအလင်းဝင်ရောက်လာခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ ကဲကြားရတယ်မနော်အဲ့လိုမျိုးချမ်ပက်စစ်ကောင်စီကသမတ်ပြည်သူတွေကိုပေါ်တာဆွဲပြီးရှေ့တောင်လွတ်နေတာသိကြပါရဲ့နော်ဖတ်တဲ့ရဲ့ဒီယူကောက်ပွဲပေါ်တုံးတက်ချက်လေးနားထောင်ကြအောင်နော်အန်အရီမပါရင်စကားမပြောတတ်တော့တဲ့ဘောမာတတိုင်နဲ့စစ်အုပ်စုပေါ်ရှင်နော်ဘာပဲဖြစ်ဖြစ် NLD ကိုထဲ့ကိုပြောမှကိုဖြစ်နေတဲ့အနေအထားမျိုးဖြစ်နေတွေ့ရတယ်နော်အဲ့တော့လုတ်ချင်သူလည်းလုတ်ခဲ့ပြီးပြီထောင်လေးလည်းထည့်ထားပြီးပြီဟုတ်လားအန်အရီမပါတဲ့ယူကောက်ပွဲကိုလည်းလိန်ညာပြီးတော့မှဒါလုတ်ဖို့အတွက်ကိုစိုင်းပြင်းနေကြတယ် ဒါတော့မှ NLD ကမဖြစ်မနေပါဝင်ပတ်သက်ပေးနေရတဲ့သဘောပေါ့နော်သူတို့ပါဇက်ထဲမှာအဲ့တော့ဘလောက်တောင်မှမနာလိုစိတ်ကြောက်စိတ်တွေကြီးပြီးတော့မှဘလောက်တောင်မင်းမလိုမင်းမရဖာဆန်နေကြလဲဆိုတော့တော်တော်လေးမြင်နေတွေ့နေရတယ်ရှင်နော် NLD မပါဘဲလှုပ်တဲ့ရွေးကောက်ပွဲကိုတော့မှကိုယ့်ကိုအနိုင်ဖိုက်နိုင်တဲ့အနိုင်ခံလုံးမှာနော်ပါတီအားလုံးမှာ NLD ကိုအကြောက်ရဆုံး NLD ကသာအဖိုက်နိုင်ဆုံးဖြစ်တယ်နော်အဲ့ဒီကြောက်ရတဲ့ပြိုင်ဘက်ပါတီ အာနာလဲတင်ထားတယ်ထောင်လဲချထားတယ်เนาะဖန်စီတက်ဖြတ်တာတွေလဲထောက်လျှောက်လုပ်နေတဲ့အပြင်ကသူတို့လုပ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NLD ကိုထိုးထိုးချနေတာပေါ့เนาะလောအောင်ဆန်းစုကြည်မပါလို့ရှိရင်ကိုစကားမပြောတတ်တဲ့စစ်အုပ်စုပေါ့စစ်အုပ်စုမှမဟုတ်ပါဘူးဘောမတက်တိုက်เนาะစစ်ကောင်စီကိုထောက်ခံအားပေးနေကြတယ်အဲ့ဒီဘောမတက်တိုက်ပေါ့ဒီရွေးကောက်ပွဲမှာဝင်ပြိုင်မယ်ဆိုတဲ့အမှန်လောင်းနေဖြစ်ကြတယ်เนาะဒေါ်သက်သက်ခိုင်တို့ဒေါ်စန္ဒာမင်းတို့အပါဝင်နောက်ပေါက်လေးတွေပေါ့ရှင်เนาะ ဘာမှဘုမတိဘာမတိနဲ့ဝင်လာတဲ့လူတွေကိုဆွဲခေါ်ထားတဲ့လူတွေအဲ့ဒီလူတွေရဲ့ပါဇက်ထင်းမှာလဲ NLD NLD နော် non sensitivity ကဘာဖြစ်တယ်ညာဖြစ်တယ်လို့နောက်လျှောက်ပြောလာတာအဲ့တော့အကောင်လုံးကိုလည်းဟာလာဖြတ်စည်းထားပြီးနိုင်ငံကြီးတစ်ခုလုံးလည်း NLD ပါတီဝင်တွေကိုလည်းဖန်စီထောင်ချတပ်ဖြတ်တာတွေလည်းလုပ်ပြီးသွားပြီသမရနဲ့ဟာလာအတိုင်းမင်ခံဒေါအောင်ဆန်းစုတီကိုလည်းအချုပ်ထဲမှာကက်ဖန်းတာပြီးပြီဒါတောင်မှအခုချိန်ထိကြောက်နေကြတာလားလို့မေးရမှဖြစ်တယ် ခုချိန်ဒီစိုးရိမ်နေကြရလားတက်ဖွဲ့တဲ့တစုလဲပြိုင်နေရွေးကောက်ပွဲဖြစ်ပါလျက်နဲ့ဘာဖြစ်လို့ဟုတ်လား NLD ကဝင်ဝင်ပြီးတော့ပါဝင်ပေးနေရသေးတာလေမေးရမှာပေါ့နော်အဲ့တော့တက်ဖွဲ့တဲ့ပြိုင်နာကိုမှမြန်မာပြည်ထဲမှာရှိနေတဲ့အမှုပညာရှင်တွေကိုလည်းနှစ်ထင်တနက်ချိန်ပြီးတော့မှရွေးကောက်ပွဲမင်းဆွေထိုင်းနေတယ်တက်ဖွဲ့တဲ့ပြိုင်နာကိုမှနော်ပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုတွေကိုလည်းအမျိုးမျိုးချင်းချောက်ဖိအားပေးပြီး မဲထည့်ခိုင်းနေတယ်နော်အဲ့တော့ဒီရွေးကောက်ပွဲကအောင်မြင်ပါလားနော်ဟုတ်လားနိုင်ငံတကာအတိမတ်မပြုတ်ရင်လည်းနေမစည်းတဲ့ပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူတွေအတိမတ်ပြုတ်ရင်ရပြီတဲ့ပိုတော့မှစိုးနေတဲ့အဲ့စကားနော်နိုင်ငံတကာကအတိမတ်ပြုတ်နေတဲ့နိုင်ငံတွေရှိပါတယ်ဥပမာတရုတ်တို့နော်အာနာရှင်ချင်းချင်းပေါ့ကြည့်မြောက်ကိုရီးယားတို့ပူတင်တို့အဲ့ဒီနိုင်ငံတွေရှိပါသေးတယ်ပြည်တွင်းထဲမှာကမရှိပါဘူးနော် ရွေးကောက်ပွဲကိုကြိုဆိုထောက်ခံတဲ့ပြည်သူမရှိပါဘူး။ရှိတယ်ဆိုတဲ့လူတွေကချင်းချောက်ပြီးတော့အကြက်ကြိုင်နာခြင်းခံရတဲ့လူတွေရဲ့နော်ခရိုနီသားသမီးဘုံမှုဘုံချုပ်သားသမီးမိသားစုအတိုင်းဝိုင်းနဲ့စစ်သက်အတိုင်းဝိုင်းဘောမအတိုင်းဝိုင်းလောက်ပဲဒီရွေးကောက်ပွဲကိုကြိုဆိုအားပေးထောက်ခံတာဖြစ်ပါတယ်။အဲ့တော့တိုင်းပြည်ကြီးကပြက်နေတာနှစ်ပေါင်းမြောက်များစွာရှိခဲ့ပါပြက်နေတယ်ဆိုတာအတိုင်းပြည်ကိုဖျက်ဆီးခဲ့ကြတာပါ။အဲ့ဒီဖျက်ဆီးနေတဲ့တိုင်းပြည်ကြီးကိုပြန်ကောင်းလာအောင်လုပ်ပေးနိုင်တဲ့ပါတီဝင်တွေကို အမျိုးမျိုးထောက်ချဖန်ဆီးထားပြီးတော့မှเนาะသူတို့ဗဇက်ကနေပြီးတော့အဲ့ဒီ NLD ပါတီရောက်တိုင်းပြည်ပြည့်လို့ပြန်လဲပြုပြင်နေရပါတယ်လို့ပြောရသေးတာဘလို့နီးနဲ့ဘလို့ပုံစံနဲ့ပြန်လဲပြုပြင်နေတာတိုင်းပြည်ထဲမှာရှိနေတဲ့လူတွေကိုတတ်နေတာကိုပြောတာလားဟုတ်လားတိုင်းပြည်ထဲမှာရှိနေတဲ့ကလေးရအစเนาะအမှုပညာအစုံအမှုပညာရှင်တွေအစုံအဖိုးတွေအွားတွေပါမကြံအမျိုးမျိုးချိတ်ချောက်လူသက်ရက်ဆက်ဘုံကျဲနေတဲ့ကိစ္စတွေကိုတိုင်းပြည်ကိုပြန်လဲပြုပြင်နေတယ်လို့ 有了啦，喏，大米是别人闹嘛，靠抢来的，漏一滴；板板也闹，靠抢来的，漏一滴锅，大米锅变来丢边的铁路，有了啦。讲三四点，所以啊，没得了，给侬话，大米就要阿毛对吧？好了，慢慢慢，慢慢慢，两粒收多少？收不要得米喽，喏，得大米喽，阿毛伊不拉报案的，骗你的，你大米只有，阿那的，所以阿得啦嘛，你木玻璃是说的，阿丫头，你嘟嘟嘟哈，那那里米三几五没洗过的，喏。 တကယ်ဒီတိုင်းပြည်ကြီးဖွံ့ဖြိုးတိုးတက်လာဖို့အခွင့်အရေးတွေအားလုံးကိုစစ်တပ်ကပဲပိတ်ချပြီးတော့ဖျက်ဆီးခဲ့တာပါနော် NLD ဖျက်ဆီးခဲ့တာဘာလဲလို့သခွန်းချင်းမေးခွန်းထုတ်ရင်တစ်ချက်ချင်းဖြေနိုင်လားလို့မေးရမှာပါဟုတ်လား NLD ကိုအမျိုးမျိုးထောင်ချောက်တွေစီပြီးတော့မှအမျိုးသားရေးဝါဒမိုင်းနေနော်ဘာသာရေးဝါဒမိုင်းနေတယ်အမျိုးမျိုးလှည့်ပတ်ပြီးထောင်ချောက်စီပြီးတော့နောက်ဆုံးမရတော့တဲ့အဆုံးမှာဟုတ်လား ီတိုင်းပြည်ကြီးတိုးတက်နေတာကိုမနာလို့မရှုစိတ်ပြီးတော့မှအာဏာသိမ်းလိုက်တာမဟုတ်ဘူးလားเนาะအခုလည်းနှုတ်ပညာရှင်ဆိုတဲ့လူတွေကိုအမျိုးမျိုးဖိအားပေးပြီးတော့မှဒါမြဝတီတို့ MRTV တို့မှပြောခိုင်းနေတာပေါ့ပြောလာလေအသက်တွေလည်းမပါကြပါဘူးเนาะတော်တော်လေးရည်ရတဲ့နိုင်တယ်ပါအဲ့တော့အယုတ်ကြီးတွေကိုတံပတ် ပေးပြီးပြောခိုင်းနေလို့ပါပဲတယောက်မှလည်းဟာလားစိတ်ပါလက်ပါပြောနေတာလည်းမတွေ့ရပါဘူးเนาะအဲ့တော့အနုပညာရှင်ဆိုတဲ့လူတွေကိုလည်းပြောကြပါလေတစ်ချိန်မဟုတ်တစ်ချိန် ကိုယ့်စီကိုဖြောက်လာမယ်ဆိုတာပြီးတော့တောက်လျှောက်အောင်ပြင်တာပဲเนาะအခွင့်အရေးရနေတဲ့အချိန်မှာလွတ်ရကျွတ်ရကိုတွားကြဖို့ပြီးတော့တောက်လျှောက်သတိပေးခဲ့တာပဲအခုချိန်ကျတော့တော်တော်လမ်းကျဉ်းသွားပါအခုချိန်ကနောက်လည်းကျသွားပါဒီနုပညာရှင်တွေကလုံးဝအယုတ်ယုတ်သေးယုတ်ဒီပဲဖြစ်တော့မှာပါခိုင်းသမျှလုံးရတော့မယ်အနေထားပါထောင်ထဲမဝင်ခြင်းခိုင်းသမျှလုံးပေါ်ရှင်အဲ့တော့သူ့လည်းမထူးဆန်းပါဘူးတနာစရာလည်းတကွမှမရှိပါဘူးဒါပေမဲ့အဲ့ဒီအဲထဲမှာမှာတချို့နုပညာရှင်တွေကိုတော့ကျွန်တော်တို့နားလည်ပေးလို့ရပါတယ်ဘာလို့လဲဆိုလို့ရှိရင်နုပညာရှင်ဒီထဲမှာမှာ တကယ်ကိုပြည်သူ့ဘက်မှာရက်တည်ပြီးတိတ်တိတ်ဆိတ်ဆိတ်နေပေးနေတဲ့အမှုပညာရှင်တွေရှိပါတယ်။ဘောမှာခရိုနီပွဲတွေကိုမတော်တဲ့အမှုပညာရှင်တွေရှိပါတယ်။ဒီလိုလူမျိုးတွေကိုတော့ကျွန်တော်တို့တော်လံပြည်သူတွေကနားလည်ပေးနေတဲ့သူတွေလည်းအများကြီးရှိပါတယ်။ဟုတ်လား။ပွဲပြီးတဲ့ရလက်ရလက်ရနဲ့ဆောင်းကြွနေတဲ့အမှုပညာရှင်တွေစိတ်ပါလက်ပါကိုပျော်ပါပြပြီးနိုင်ငံတွေထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်လိုက်နဲ့နော်။ပွဲတွေလှုပ်လိုက်ဆိုလိုက်နဲ့အဲ့ဒီလိုအမှုပညာရှင်ဆိုတဲ့လူတွေကတော့တနာစရာတကွက်မှမရှိသလိုနားလည်ပေးစရာအကြောင်းလည်းမရှိပါဘူး။အဲ့တော့အားလုံးကိုခြုံငုံတုံ့တက်ပြီးပြောရမယ်ဆိုရှင်ရွေးကောက်ပွဲမအောင်မြင်ပါဘူးเนาะ ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကစားဝိုင်းမှာဟာလားဖဲဝိုင်းမှာဖဲရိုက်တဲ့လူတွေအိတ်တဲ့အိတ်လို့နေတယ်ဆိုလို့ရှိရင်ခဲဝင်မင်းဝင်စော့ဝင်စော့ပြောပြောတယ်လို့ပဲပေါ့အခုဟာကဟာလားရွေးကောက်ပွဲအတွက်တနက်ချိန်ပြီးတော့မှအမျိုးမျိုးရုပ်မှရက်စက်မှုတွေကိုလုတ်ပြနေပြီးတော့မှเนาะအတင်းကိုမဲထဲခိုင်းနေတယ်ရွေးကောက်ပွဲဆိုတာအားလုံးသိပါတယ်နိုင်ငံတကာကလည်းသိပါတယ်เนาะတော်တော်ရဲ့သိတာထင်ရှားတဲ့ကိစ္စကြီးပါဒါကြောင့်မလို့ဒီရွေးကောက်ပွဲဒီအသက်မပါတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်เนาะအသေးမွေးတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်အဖက်မတင်တဲ့ တာရှိုမဲ့ရေကောက်ပဲဖြစ်ပါတယ်ပြောကြပါကျွန်တော်နောက်ထပ်နားထောင်မှာကတော့ဒီလိုမျိုးပေါ်တော့လူစိုးတခိုးမရင်းကောင်ထောင်ထွက်တွေကိုအချက်ပဲစစ်ကောင်စီကတုံးချနေတယ်ပြတ်သက်ပြီးတော့ဒီမှာပြောထားတဲ့တယောက်ကိုကိုစီတုံးသက်ချက်လေးနားထောင်ကြည့်လောက်နော်ဟုတ်ကဲ့ပါမဲပေးခြင်းအပြင်လက်စားချေကြရုပ်ောက်ွယ်ကလုံတော့မှာပါဘသူတွေမဲဖေးပေးမပေးပေးရုပ်ောက်ွယ်ကတော့လုံမှာပါပဲ မမေ့ဘူးဆိုတဲ့သူတွေရှိနေတယ်လို့ရုပ်ဘုံဘွဲမှာမဲပေးမဲ့သူတွေလည်းအခိုင်အမာရှိနေပါတယ်အဲ့ဒီလူတွေကဘယ်သူတွေလဲဆိုတော့ဓမ္မကိုလိုလားတဲ့သူတွေဟာမင်းတကယ်ပဲကွာမင်းဘလောင်းမလဲလူရုပ်မှဆိုတဲ့အတိုင်းပဲစကားဘလောင်းမလဲပြောတတ်တယ်နော်ဓမ္မဆိုတဲ့စကားမင်းတို့နဲ့တန်လို့လားမင်းချက်သိမ်းမထားဘူးလားအဲ့ဓမ္မဆိုတဲ့စကားကိုလေအလကားရတိုင်းဓမ္မဆိုတဲ့စကားမင်းတို့ပါးစပ်နဲ့မတန်ဘူးနော်ဓမ္မဆိုတဲ့စကားလုံးကကိုနဲ့တန်လားမတန်လား ကိုယ့်ကိုကြည်နော်ကိုလုံလာခဲ့တဲ့အလုပ်တွေကိုလုံနေတဲ့အလုပ်တွေဓမ္မနဲ့တန်လားမတန်လားနော်အလကားရတိုင်းဓမ္မဆိုတဲ့စကားမင်းတို့ပါဇက်နဲ့မတန်ဘူးအဲ့တော့ချုပ်ငိမ့်စေခြင်းပါဒါကြောင့်မလို့ယုဂဝတ်မှာမဲပေးတဲ့သူတွေရှိပါပါမဲမပေးရတဲ့သူတွေလည်းရှိပါလေဟုတ်ပြီမဲမပေးရတဲ့သူတွေကိုတစ်ခုလေးပဲပြောချင်ပါလေလက်စားချေကြပါ revenge လက်စားချေတာဒီလေးနှစ်တာကာလအတွင်းမှာသဘောထားရင်းမတူရင်ညီမျိုးစုံနဲ့ဒုက္ခပိတ်ခံခဲ့ရတယ်ပြည်သူတွေရှိပါတယ်တခြားသောပါတီဝင်တွေရှိပါတယ်ကိုခံခဲ့ရတာတွေကိုဒီနေရာမှာလက်စားပြန်ချေရပါလိမ့်မယ်ကျွန်တော်တို့ကလက်စားချေခြင်းကိုဥပဒေပေါင်းတွင်းရပဲတွားရပါဥပဒေပြင်ပကတယ်သူတို့လုပ်တယ်လုပ်ဖို့မလိုပါဘူး သူတို့တွေအကြံဖတ်စရာမလိုပါဘူးသူတို့တွေရက်ဆက်ရုပ်မာစရာမလိုပါဘူးတရားဥပဒေပေါင်းတဲ့ကနေပဲကျွန်တော်တို့လှလှပပလက်စားချေကြပါမယ်ဘယ်နည်းနဲ့လက်စားချေလဲမတိလို့ရှင်နော်ပြောရစကားရဲ့ကြီးစမ်းဟမ်ပိုလေရင်နဲ့ဘုံကျဲတက်တာဒီညဘက်ဖန်ဝါမနဲ့အလောင်းပို့တာလေးနော်ပါဇက်သေးကိုတန်ချောင်းတွေထိုးထက် acid တွေထက်သဲတွေထက်ပြီးရဲဆက်နှိမ့်ဆက်တက်တာလေးအရှင်လက်လက်မီးရှို့တက်တာလေး အဲခေါင်းဖြတ်ပြီးခြံစည်းကိုဆွတ်သွားတာလေအိုးပြောပြောတညောင်းတိုင်ပြောတော့ကုံမပုံမတိအဲ့ဒါတွေကိုယ်တွေလောက်ခဲ့တယ်လို့ပဲနော်ဟမ်ပစည်းလိုမျိုးတထိုင်ရတဲ့လူပေါင်း160ကျော်တွေသေပြီးတော့နော်တစ်ချက်တည်းလူပေါင်း160ကျော်သေရတယ်အဲ့ထဲမှာအသက်မပြည့်သေးတဲ့ကလေးတတလေးတွေအယောက်40ကျော်ပြောရတာလည်းကြက်တိထားတယ်ဟမ်အဲ့ဒါတွေအားလုံးကမတိကိုယ့်ဘက်ကလှုပ်ထားတယ်လို့ပဲအော်တကယ်တကယ်တရားစကြပါလေကျွန်တော်နော်တလူလူတွေတလူစကားတွေကိုပြောတာကျွန်တော်တို့အုံနောက်ထဲမှာလေအဲ့ဒီချိန်ကျွန်တော်မြင်ချင်းတယ် ဘလို့ခံစားချက်နဲ့သူတို့ပြောနေတယ်ဟမ်အမှန်တော့သူတို့မတိပဲနေမှာမဟုတ်ကျွန်တော်တိမယ်လို့ပဲထင်လူပဲဗျာနော်မတိနိုင်ဘူးလားမတိလို့ပြောနေတာလားတကယ်ပဲသူတိတဲ့ဟာတွေကိုအမှန်တရားလို့ထင်ပြီးပြောနေတာလားဒါမှမဟုတ်ရင် အမှန်တရားဆိုတာဘာလဲဆိုတော့တိရတဲ့တမင်တက်တဲ့ရုပ်မှကောက်ချစ်ပြီးတော့လိန်ညာနေတာလားအဲ့ဒါလေးကျွန်တော်အရင်သိချင်တယ်သူတို့ဘက်ကောင်လည်းအဲ့လိုရုပ်တည်နေအဲ့လိုစကားကြီးပြောလို့ရှိရင်တကယ်ပြောတာပါနော် တိုင်းပြည်ကိုလမ်းကြောင်းမှန်ကိုရောက်လာနိုင်တဲ့ပါတီတစ်ခုကိုအစိုးရဖြစ်အောင်လုပ်ပေးခြင်းနီးလမ်းနဲ့ကျွန်တော်တို့တွေလက်စားချေဖို့လိုအပ်ပါတယ်။ကဲအဲ့ဒါဆိုမေးကြည့်မယ်။အခုမင်းအောင်နိုင်လုံမဲ့ရွေးကောက်ပွဲမှာဟမ်သူများရွေးကောက်ပွဲဆိုရင်တော့ဘလူးပါတီအခုကောင်ကအဲ90ရွေးကောက်ပွဲမှာဆိုရင်အစိုးရဖွဲ့ခွင့်အမတ်ဥယျ300ကျော်ကို NND ကနော်နည်းနည်းလေးကျော်တာပေါ့အများကြီးကျော်ခဲ့တဲ့အတွက် အစွဲပေါ်ခင်ရတယ်အခုလာမဲ့2020ဘယ်ပါတီနိုင်ငံမသိဘလူဟာမရှိလားကျွန်တော်ကြမ်းဖို့ပါတီဘက်ကပဲနေမယ်ကြမ်းဖို့ပါတီပဲနိုင်ရမယ်ကြမ်းဖို့ပါတီပဲအစိုးရဖွဲ့ရမယ်ဘလူလဲတယ်အစတရားမဟုတ်အစတန်းတစကျွန်တော်ရှုံးရင်အစတန်းပေးလိုက်ဘယ်ရွေးကောက်ပွဲမှာမဟုတ်တဲ့ဟာကြီးကိုသူတို့ကသူတို့ဖဲဝင်သူတို့ကသူတို့ကလပန်တို့သူတို့ကသူတို့ဖဲချိုးသူတို့ကသူတို့ဖဲဝေပြီးတော့အဲငန်းနိုင်နေလောက်တဲ့ဟာလေတိုင်းပြည်ဗန္တာတော်ပုံလေးတွေဘာမှရွေးကောက်ပွဲလုပ်နေကြမလို့ မဲလဲစွမ်းနေစရာမလိုဘူးဟမ်အဲဒီယူနီဘောင်းချုပ်တော့ဝါစစ်ယူနီဘောင်းချုပ်ပြီးတော့ဒီအင်ဂျင်နဲ့ငါတို့အစိုးရဖွဲ့တယ်ပြီးသွားပြီနော်အခုဒါပေမဲ့အဲ့ဒါတို့အပိုင်းတော့နော်အခုတိမ့်စိန်ဘာပြောလိုက်လဲဆိုတော့ကုလားတမကကဒီရွေးကောက်ပွဲကိုလက်မခံဘူးဆိုတာအင်မတန်စိုးရိမ်မှုကောင်းတယ်ဒီရွေးကောက်ပွဲအလွန်မှာကုလားတမကအခုအတိုင်းလက်မခံဘူးဆိုရင်အရှက်ပွဲစရာဖြစ်ပြီးတော့ ရေပေါ်အယုတ်ရေးတယ်လို့ပဲဖြစ်လိမ့်မယ်တိမ့်စိန်ရတော့တတိပေးလိုက်ပြီနော်အဲ့တော့မင်းအောင်နိုင်စော်မဲလုံးကဘာပြောလဲရွေးကောက်ပွဲဆိုတာကိုယ့်နိုင်ငံအရေးသူများနိုင်ငံအားပေးမပေးပေးကို့ထောက်ခံတဲ့မဟာမိတ်တွေနဲ့ပြေဝရအောင်လုပ်မယ်စကားပြောရတယ်ဟောပညာမဲ့ဆိုတော့ပညာမဲ့စကားပဲပြောတာပဲနော်တရုတ်နဲ့ရုရှားဟာသူတို့ထောက်ခံတယ်အမှန်နဲ့ဒါပေမဲ့ဒီနေ့ချိန်ကြီးမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဟာနော် အနာသိမ်းထားတဲ့စစ်ကောင်စီပါလို့တရုတ်ကကြီးညာပေးတာရုရှားကကြီးညာပေးတာအခုမင်းအောင်လားတရုတ်နဲ့ရုရှားအခောက်ခောက်ခါခါတွားနေတာနိုင်ငံတော်ရဲ့ခေါင်းဆောင်ဖြစ်နေခေါ်လာလားစစ်တပ်ခေါင်းဆောင်ဖြစ်နေခေါ်လာလားအဲ့ဒါအစ်အတန်းအဲ့ဒါဗကတိအရှိတရားလိန်တို့မရကုလတမကရဲ့စည်ရင်မှာဒီနှုတ်ဒီ2025မှာထုတ်ပြန်တဲ့ကုလတမကရဲ့ထုတ်ပြန်ချက်မှာမြန်မာနိုင်ငံကခေါင်းဆောင်ဒီတမရဥဝင်းမြင့်အတိုင်းအမြန်ပုံကိုတော်အောင်ဆန်းစုကြည့် မင်းအောင်နိုင်တဲ့ကျူကျူစားမဟုတ်ဘူးနော်နော်အဲစိုးဝင်းမဟုတ်ဘူးနော်ငဘဲလုံးမဟုတ်ဘူးနော်နော်အဲ့ဒါတရားဝင်နိုင်ငံတကာတကယ်ကုလသမဂ္ဂနော်ပေါက်ပန်း၄၀မဟုတ်ဘူးနော်အာဆီယံတရုတ်နဲ့ရုရှားသူ့ကိုဖိတ်တဲ့အတွက်အာဆီယံနဲ့သူ့ကိုဒီတရုတ်ရဲ့လက်အောက်ဖြစ်နေတဲ့အတွက်အာဆီယံနဲ့သူ့ကိုဖိတ်မယ်လို့တတမတ်ထပ်ထွက်ပြီးတော့သူ့ရဲ့ lobby တွေဘောမတရိုက်ကအာဆီယံအစည်းအဝေးသူတို့ခေါင်းဆောင်တက်မယ်ဆိုပြီးတော့ဟမ်ကိုယ်ကဖိတ်စမ်းပြီးတော့ဆောက်ရက်တွေပွဲပြီးအမှကြွကြွထညာ ဒါတွေလည်းတို့မမှတ်ကြဘူးအဲ့ဒါတွေကအရှိတရားတွေမဟုတ်ဘူးလားဟမ်အဲ့ဒါအပြေပဲအဲ့တော့ဒီရွေးကောက်ပွဲအလွန်ကာလမှာဟုတ်ပါတယ်ရွေးကောက်ပွဲရအောင်ကျင်းပါလေမနှမြုပ်နဲ့မကျင်းမှကျင်းပါပါနော်အဲစစ်ချုံးပြီးတော့ဖီဝုံးထောင်းနေတဲ့မြုပ်နယ်တွေမကျင်းမှနိုင်တာကတော့ဒါကတော့ဟိုစောက်ချက်မရှိလို့ထားလိုက်ပါတော့နော်ရတဲ့မြုပ်နယ်တွေရတော့ကျင်းပါအောင်ပြီးရင်တရုတ်နဲ့ရုရှားလော်ဘီလုပ်တယ်နိုင်ငံတကာကဒီမင်းအောင်နိုင်အစိုးရကိုလက်ခံလာအောင် အဲအဲ့ဒီချိန်မှာနိုင်ငံတကာလက်ခံသူတို့အစိုးရဖြစ်မှာပေါ့ဒါလည်းနိုင်ငံတကာလက်ခံလားဆောက်ယူမှမဟုတ်တာ2020ရွေးကောက်ပွဲဟာနိုင်ငံတကာကလေ့လံစောင့်ကြည့်အဖွဲ့တွေအကုန်စင်လွတ်ပြီးတော့ဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပါလို့တကဘာလုံးကဝိုင်းကြညာထားတာလေသူတို့ကိုအားပေးပါတယ်ဆိုတော့တရုတ်တမနာရှီကြီးမြင်တော်မှဒေါအောင်ဆန်းစုကြည်ကို congratulation နှက်လုပ်ပွားပြီလေဟမ်အဲ့ဒါအဖြေပဲအဲ့တော့ကဘာကြီးရပါလေစောင့်ယူမဟုတ်ဘူးเนาะအဲ့တော့မင်းတို့ရွေးကောက်ပွဲအားနေလို့ကျင်းပါဘူး ။နော်ကျင်းပရတယ်ကျင်းပပါ။အားရမလား။အဲ့ကျင်းပရတယ်ကျင်း။အဲ့လိုလက်စားချေဖို့အတွက်ကို့မှာရှိနေတဲ့မဲပေးပိုင်လုံးကိုအပြည့်ဝတုံချပါ။မဲရုံကိုတွားပါ။ကိုကြိုက်တဲ့ပါတီတခုကိုမဲပေးပါ။မဲပေးဖို့ရွေးချယ်တဲ့အချိန်မှာလေကိုရွေးချယ်တဲ့ပါတီကအစိုးရတရက်ဖြစ်နိုင်တဲ့အင်္ဂါရက်တွေနဲ့ညီညွတ်တဲ့ပါတီကိုပဲရွေးချယ်မဲပေးပါဥပဒေဘာမှမပြောရရင်လက်စားချေကြ음 သင်ခဲ့ရတဲ့အသက်တွေတွက်ခဲ့ရတဲ့ဘဝဒုက္ခရောက်ခဲ့ရတဲ့ဘဝတွေအတွက်음ရွေးကောက်ပွဲမှာမဲပေးခြင်းအပြင်လက်စားချေတာကြောင့်လေးပါနဲ့မဲယုံကိုတွားပါမဲပေးပြအောင်ပေးပါလက်စားချေခြင်းနဲ့စိတ်ကြီးကိုအဲ့ဒီမဲပြားထဲမှာထည့်ပြီးတော့အဲ့ဒီမဲပြားကိုမဲမုန်းထဲကိုထည့်ပြီးတော့လက်စားချေပေးလိုက်ရပါဘူးဟောလက်စားချေတော့ဟောရွေးကောက်ပွဲမှာတော်တော်ကောင်းတဲ့ဉာဏ်ကြီးရှင်နော်အာတကယ်သူပြောတာလက်စားချေတာတဲ့ဟမ် ရှင်းတယ်ကိုယ်ဆန္ဒရှိတာစစ်တပ်ကိုထောက်ခံတာတော့ပေးမသားဘူးမသားဘူးเนาะအဲစစ်တပ်ကိုထောက်ခံတဲ့သူဆိုမသားပါဘူးတော့ပေးပါပေးပေးအေးဒါပေမဲ့ခမားတို့ရဲ့ရင်ထဲမှာเนาะဒါပြည်တွင်းကညီကိုမောင်တို့ကကျွန်တော်ပြောချင်တာဒီလိုកောင်မျိုးတွေကိုလက်မခံနိုင်ဘူးဆိုရင်ပေးเสียအကြောင်းရှိငါမပေးဘူးလို့လည်းရှောက်အောင်မနေကိုယ့်ကိုကိုယ့်ရင်ကိုထိုင်တယ်ကိုယ့်လုပ်ကိုလုပ်တယ်เนาะရက်ွက်ထည့်ရအောက်ကြီးမေးလို့ရှိရင်ပေးဘူးရဲ့လို့ပြောတယ်ရှင်းရှင်းလေးပဲเนาะ ဲ့တော့ကျွန်တော်တို့ပြောချင်တာကအခု2008အခြေခံဥပဒေစစ်အာဏာတပ်ဆိုးရှေ့အောင်လုပ်ထားတဲ့အခြေခံဥပဒေ2008အခြေခံဥပဒေထောက်ခံခဲ့တဲ့တဲမှာကျွန်တော်မပါဘူးအဲ့ဒီထောက်ခံပွဲမှာကျွန်တော်မဲမထည့်ဘူးဘာဖြစ်လို့လဲဘာမှန်းမသိပဲကျွန်တော်ထောက်ခံမနိုင်ဘူး2008အခြေခံဥပဒေကိုပြည်သူတွေထောက်ခံတာ2008အခြေခံဥပဒေမျက်နှာပေါင်းဆောင်မှာရေးထားတယ်အဲ့ဟိုနေဟိုနေစာရွက်မှာအဘလောက်တက်မှဘလောက်ပေါ့အဲ့ဒီဘလောက်တက်မှဘလောက်ဟာ ဘာတွေလဲလို့တီးလို့ထောက်ခံတာလားဘူးမတိဘာမတိထောက်ခံမဲ့ထဲဆိုလို့ထောက်ခံတာလားလူတိုင်းကြည့်ပါလေဒါမှအဲ့ထဲမှာကျွန်တော်မပါတကယ်ပြောတာနော်ဒါကျွန်တော်ကြည်နူးတယ်အဲ့တော့အခုလာမယ့်ရွေးကောက်ပွဲ2020ရွေးကောက်ပွဲကျွန်တော်မဲထဲခဲ့နော်တကယ်ထဲခဲ့တယ်ကျွန်တော်ဒါမဲ့အခုလာမဲ့ရွေးကောက်ပွဲလားဒါရွေးကောက်ပွဲမဟုတ်ဘူးကျွန်တော်တို့ပြည်သူရွေးချယ်တဲ့ရွေးကောက်ပွဲ2020မှာကြံပြီးခဲ့တယ်။ဒလုံကောင်မျိုးတွေကိုလှုပ်ရှားအကြောင်းမရှိဘူး။နော်အဲ့တော့လက်ရှိမင်းအောင်နိုင်တို့လော်နေတဲ့ လော်ဘီတစ်ချိန်ရအန်အန်ဒီကိုထောင်ထွက်ထောင်ထွက်လို့ပြောခဲ့တဲ့ဒူတွေကြည့်ပါမင်းတို့မင်းတို့ရဲ့ခေါင်းဆောင်နော်မင်းအုပ်စိုးနော်လူတယောက်ကိုစိတ်တော်လို့ကျွန်တော်လည်းလူတယောက်တတ်ဖို့ဝင်မလို့ရမို့ဘောဆိုတော့ခါတိုင်းထိုးချရမယ်အဲ့တော့ခါတိုင်းဟိုဓာတ်တွေဓာတ်နဲ့ခုတ်ရတဏှာတွေရှိတယ်တဏှာပြစ်ပလိုက်တယ်ဒါလူတယောက်စိတ်ဆိုးလို့ဒေါ်လာထွက်လို့ဒေါ်လာအလျောက်လုံးမိသွားတဲ့လူတတ်မှုနော်ဒါပေမဲ့မင်းအုပ်စိုးဟာတင်းတို့ရင်ဆိုတဲ့အဲ့ဒီအမျိုးသမီးလေးဟာမိမ့်မှသူ့ရဲ့မရေအောင် နော်ရှင်းရင်းပြောရင်တော့မရမြုပ်နေတာရုပ်ကိုကြည့်ပါနော်အဲ့ဒါကိုစိတ်ဆိုးရံဖြစ်လို့ရိုးရိုးတာတာထိုးတာကြိတ်တာပေါ့မသိမရှင်းကိုရည်ရွယ်ရှိရှိတကယ်ကိုရရဲ့ဆက်ဆက်ကိုပယ်ပယ်နေနေလောက်လာစဉ်းစားကြည့်ပြလူတယောက်ဒီအသေးကြီးကဂျင်မှုန့်နေတယ်အစုတ်ကရောင်းနေတယ်ဒီထဲမှာလည်းသွေးအပြည့်ဒီရင်ညို့ရိုးနဲ့ဂျိုးတယ်ဒီအရိုးတွေနဲ့ဂျိုးတယ်ကဲအဲ့လောက်ပြအောင်လူတယောက်ကိုလုပ်မယ်ဆိုစဉ်းစားကြည့် ဟမ်အဲ့တော့ခွေးပါးကနတ်စကားထွက်တယ်လို့ကျွန်တော်ပြောရင်ကျွန်တော်ရိုင်းတာကျွန်တော်လွန်တာအဲ့တော့စဉ်းစားကြည့်ပါလက်ရှိမင်းအောင်နိုင်တို့ဘက်ကဲနော်ဒီဆွဲနေတဲ့ခေါင်းဆောင်တွေထဲမှာအဲ့ဒါမင်းအုပ်ဆိုးဆိုလဲထောင်ဘက်ကအရှိဆုံးပါနော်နိုင်ငံရေးလို့တို့ထောင်ကြတာမဟုတ်ဘူးနော်လူတယောက်ကိုအဲ့လိုရဲရဲဆက်ဆက်တက်တာဒါပေမဲ့တသက်တကြုံကနေလူတင်မှု304ကကြီးကိုပြောင်းပေးလိုက် လူတင်မှုဆိုပြီးတော့အော် PAP ရောအဲ့ဒီလူတင်မှုရဲ့စီအခုလွတ်လာတယ် စဉ်းစားကြည့်လွတ်လာပြီးတဲ့ကတောင်းလျှောက်អော်တာဟမ်တော်နိုင်ရို့တိုက်ခိုက်လိုက်ဒေါ်ဆန်းစုကြည့်ကိုတိုက်ခိုက်လိုက် NLD ကိုတိုက်ခိုက်လိုက်နောက်ဆုံးတိုက်ခိုက်စံမရှိဘုံချုံအောင်ဆန်းနဲ့ဒေါ်ခင်ဒီဝါစယုတ်တိနဲ့တမျိုးစုံပြောတာဟွန်းအဲ့ဒါသူတို့စစ်တပ်ကခေါင်းဆောင်ဟမ်စစ်တပ်ဘက်ကအမှန်ကန်ခေါင်းဆောင်နေတာကြည့်ရလားအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဒါမျိုးတွေလူကျင်တာသူတို့လူမျိုးတွေလူစွာချက်တက်လို့ပြီးတော့ခမားတို့ကျွန်တော်တို့အောက်ကနေထိုင်ဟုတ်ကဲ့ပါဟုတ် ဟုတ်ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါလုံနိုင်ကြလားဟုတ်မတိလို့မေးတာပါကျွန်တော်လုံနိုင်ကြလားလုံနိုင်ကြတယ်ဆိုရင်တော့လေတဘောပေါ့နော်ဒါကျွန်တော်ကိုယ်ဝင်လေးပြောတာပါကိုယ်ကခံယူချက်ပဲလေဒါမခံနိုင်ဘူးဆိုရင်တော့လေကျွန်တော်အမြဲပြောလို့တတော်တနေရာကလုတ်ပါခင်ဗျားတို့ဘယ်နေရာမှာမပါလုံနေတယ်သူများကိုပြောစရာမလိုကိုယ့်ကိုတည်အောင်နော်အခုကျွန်တော်တို့ထောက်ဖို့လုပ်တယ်ဒီလူလူတွေကိုမချပြတဲ့အရာတွေကြောင့်ကျွန်တော်မှအများကြီးရှိတယ်ကိုယ်လုတ်တာပါလေကိုယ်တင်နေရတယ် ငါအောင်မြင်စေခြင်းနဲ့စိတ်နဲ့လုပ်တယ်လူတိဖို့မလုပ်အဲ့တော့တို့လူတိပြီးတော့အခုကျွန်တော်ဆိုထောက်ဖို့လူတိတယ်အဲ့လူတိတဲ့ကောကဘယ်လောက်တော့ခရရအောင်မြင်ဟမ်အဲ့တော့နံပါတ်ကြီးခြင်းနဲ့ထင်ရှားခြင်းနဲ့ဆိုတာမတိလို့ပါတကယ်တိဝိုင်းရင်လုံးဝမကြည့်ခြင်းဘူးလုံးဝမထင်ရှားခြင်းအင်ပါတာစက်ပြတ်ဖို့ကောင်းတယ်နံပါတ်ကြီးတဲ့လူတိတဲ့ဆိုတဲ့အရာကြီးอ่ะနော်ဒါကြောင့်မို့လို့အဲ့တော့ကျွန်တော်တို့တော်လိုင်းရင်လုပ်တယ်ဆိုတာကနံပါတ်ကြီးခြင်းလူတိခြင်းနဲ့စိတ်ရလုပ်တာမဟုတ်ပါဘူးဒီလိုမျိုးအောက်တန်းစားတွေတိုင်းပြည်ပေါ်တက်လူစွာခြင်းတက်လို့တော့လက်မခံနိုင် နော်ကျွန်တော်တို့လည်းနိုင်ငံကိုကောင်းဆောင်တဲ့ငါငါဘယ်နေရလူကြီးလုံးလဲငါဘယ်နေကောင်းဆောင်ဟင်းမတွေ့ဘူးငါတို့လည်းတက်တိတဲ့လူတွေငါတို့လည်းတော်တဲ့လူတွေငါတို့လည်းအတီးအမြင့်မားတဲ့လူတွေဒီလူတွေကောင်းဆောင်ပေးပါငါတို့နောက်ကဝင်းရံပေးမယ်ကျွန်တော်တို့လိုချင်တာအဲ့ဒါဒါပဲရှင်းရှင်းလေးကျွန်တော်တို့နိုင်ငံရေးတယ်မဟုတ်ဘူးနိုင်ငံရေးတမားတယ်မဟုတ်ဘူးမြန်မာပြည်မှာနိုင်ငံရေးလို့ပြောလိုက်မြစ်ပတ်စုပ်ပဲ့ယုံညံ့ ကလိန်ကကျင်လိန်ညာဝါရပြန်ပောက်ပန်း40အကုန်လောက်တက်မှနိုင်ငံရေးဖြစ်တယ်ဆိုတဲ့တမိုင်းရေးစည်းကြောင်းယူကျွန်တော်တို့ဖြတ်ပြစ်ကနိုင်ငံရေးဆိုတာနိုင်ငံအရေးကိုယ်နိုင်ငံကောင်းဖို့အတွက်လုပ်တာနော်ဟိုတတလုံးလာတဲ့ဒီနိုင်ငံရေးဓမ္မတွေနိုင်ငံရေးဓမ္မတွေဆိုပြီးတော့ဝိရင်းကတော့ကိုကိုကြီးလိုလိုခံမျိုးတွေဒီကာလပြီးတော့ကဆောင်ပုံဖြစ်ကနော်ဒါကြောင့်မို့လို့ဒီပွဲကြီးခက်မြန်ပြတ်သွားအောင်တိုင်းပြည်အမြန်ငြိမ်းချမ်းအောင် နိုင်တဲ့နေရာက ညီအိုတွေမောင်နှမတွေနေတော့ဝိုင်းစူးစမ်းပေးပါလို့အနုညွတ်မေတ္တာရက်ခံပါတယ်။ Okay ဒါတော့ကိုစီ30ချက်ပြီးတော့ finally ဖြစ်ပါတယ်နော်။ Okay ဒီကြတာကတော့ဒါနဲ့နောက်ကျနေပြီဆိုတော့စကားတွေတိတ်မပြောတော့ဘဲနဲ့ဒီမှာပဲဆုံးသက်လိုက်ပါမယ်နော်။အစားဆုံးကြည့်ပြီးလည်းမြတ်ပြီသူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြက်ဖက်မင်းအောင်လိုင်းစစ်ပေးငလင်ပေးပြီးရင်ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။